အားလုံးပဲမင်္ဂလာပါရှင်။စာရေးဆရာကြီးမင်းတူဝန်ရေးသားတဲ့ကလေးပုံမြင်များတဲ့မှာရုံပညာရှိအောင်စရာဆိုတဲ့ပုံမြင်လေးကိုပြုစုဖတ်ပြပါမယ်ရှင်။ကျမကတော့စာဖတ်သူရွှေပဲဖြစ်ပါတယ်။ရုံပညာရှိအောင်စရာရှိရှိတုန်းကတောနယ်ကြီးတစ်ခုမှာစင်ပြင်းကြီးတစ်ပါးဟာဆင်အပေါင်းကိုအုပ်ချုပ်ပြီးမင်းလုံနေတဲ့ တခါတော့သူတို့နေတဲ့တောနဲ့ကြီးမှာမိုးအကြီးကျယ်ခေါင်ပါလီရောတဲ့မိုးခေါင်တယ်ဆိုတာမိုးရွာချိန်မှာမရွာပဲခြောက်နေတာကို ပြောတာပေါ့အဲ့ဒီတော့အင်းတွေအိုင်တွေ ရေထွက်တွေစမ်းကြောင်းတွေဟာ အကုန်ခန်းကုန်တဲ့ဒါကြောင့်မို့စင်တွေဟာစင်ပင်ကြီးရှိရာကိုလာပြီးတောင်းပန်ကြတာပေါ့အိုးစင်မင်းမြတ် ကျွန်တော်တို့ရဲ့သားတွေသမီးတွေဟာရင်ငတ်ပြီးတေကြတာလဲအတုံယုံပဲတေကန်နေဖြစ်နေတာလဲအများအပြားပဲရေမရင်ငတ်မှုချင်းပေးမှ စင်မင်းကြီးမကယ်တည်ရင်ကျွန်တော်တို့စင်အပေါင်းဟာကောင်းကောင်းကြီးတေရပါတော့မယ်လို့တောင်းပန်ကြတဲ့ဒီတော့စင်ပင်ကြီးက လေကဲ့သို့လှင်မြန်ပေါ်ပါတဲ့စင်တွေကိုခေါ်ပြီးအယက်ရှင်းမျက်နာမှာရေရှာထွက်ရမယ်လို့ ခိုင်းလိုက်တဲ့။အရှိမျက်နာကိုထွက်သွားကြတဲ့စင်တစုဟာရတိတ်ကျောင်းသင်္ကန်းတစ်ခုအနားမှာရွှေလာမင်းကန်လို့ခေါ်တဲ့ရေကန်ကြီးတစ်ခုကို တွေ့ကြတဲ့။ရေကန်ကြီးဟာကြည်လင်အေးမြတဲ့ရေတွေနဲ့ပြည့်လို့တဲ့။ကြာဘက်တွေ၊ကြာဘူးတွေ၊ကြာဝင့်တွေ၊ကြာခွက်တွေလည်းတိတ်ပေါ်တာပဲတဲ့။ဟင်းသာနဲ့ဂျိုးကြာနဲ့ ဥပြိုင်းငဲ့ကြာဘက်နင်းငဲ့တင်ကြီးငဲ့ဆိုတဲ့ရေကြီးရေငှက်တွေကလည်းကူးကြခတ်ကြ ပြန်ကြလွှားကြနဲ့ပြောစရာကြီးပဲတဲ့လေပြေကလေးတိုက်ခတ်လာရင်လဲနှိုင်းကရဲ့ကလေးတွေက တဖြတ်ဖြတ်နဲ့ကမ်းမကို ရိုက်ခတ်ကြတဲ့ကံပေါင်းရိုးကတစ်ကြီးဝါးကြီးတွေကလည်းအပေါ်ကမိုးနေလိုက်တာနေပြောက်တောင် မထိုးနိုင်တော့အောင်ပဲတဲ့ အဲ့ဒီကံကြီးကို တွေ့ရတော့ဆင်ွေဟာဆင်ပြင်းကြီးကို ပြောပြရအောင်ဆိုပြီးတခါတည်းပြေးကြပါလေရောတဲ့အဲ့ဒီတရင်ကိုဆင်ပြင်းကြီးကြတော့ဆင်အပေါင်းခြံရံပြီးကံကြီးရှိရာကိုခြိတဲ့ကြတာပေါ့ကံကြီးကိုမြင်နေဆိုရင်ပဲရေငတ်နေတဲ့ဆင်ွေဟာသူ့ထက်ကအရင်ဦးအောင်ပြေးတဲ့ပြီးရေကန်ထဲကို ဂျွန်းထိုးစင်းကြတည်းသူတို့ပြေးကြလွှားကြတိုးကြဝေးကြတော့ကရွှေလာမင်းကံပေါင်ရိုးမှာနေကြတဲ့ရုံကလေးတွေဟာစင်နေရဲ့ဖွားအောင်မှာခေါင်းပြသူကပြခါကျိုးသူကကျိုးခြေပြတ်သူကပြတ်လက်ပြတ်သူကပြတ်အတိဒုက္ခရောက်ကြတာပေါ့စင်တွေကတော့ရေကန်ထဲမှာထင်သလိုပျော်ပါပြီးအချိန်တန်တော့ ိမ်ပြန်သွားကြတဲ့။အဲ့ဒီအခါမှာ မသေးလို့ကြံခဲ့တဲ့ယုံတွေဟာ အစည်းဝေးခေါ်ပြီးကဲရဲပေါ်တို့ဘာလုပ်ကြမလဲ။ဘယ်လိုကြံကြမလဲ။အတန်ကြာရင်ဒီတရဝါရီပြန်လာကြလိမ့်အောင်မှာတော့မဟုတ်ချပဲလို့ပြောကြဆိုကြတဲ့။ဒီတော့အောင်စေရခေါ်တဲ့ယုံတကောင်ကသူတို့ယုံမျိုးတွေမှာတားတေသမီးတေလင်းတေမရသေးဖြစ်ပြီး ဒုက္ခကြီးစွာရောက်နေတာကို မကြည့်ရနိုင်တဲ့အတွက်လူစွမ်းကောင်းအာဇာနည်လုပ်ပြီးအိုးယုံအပေါင်းတို့ဒီရှင်တတဝါတွေကို နောက်တစ်ကြိမ်မလာစေရပါဘူးစိတ်ချပါကျွန်ုပ်သွားပြီးတမ်းမြစ်ပါမယ်လို့ဂရီပေးတဲ့နောက်တော့အောင်စေရလဲသူဂရီအတိုင်းဆင်နေနေတဲ့တောအုပ်ကိုသွားတာပေါ့ဆင်ဘီရင်ကြီးကောင်းဆောင်နဲ့ဆင်အုပ်ကြီးလည်း နေရွက်တခတ်ခန့်နဲ့ရှေလာမင်းကံကိုလာဖို့တာဆူနေကြပြီတဲ့စင်ပြင်းကြီးကလည်းငှို့ရွှေဝါပန်းတွေခင်းပြီးလှုပ်ထားတဲ့အိယာကထလာတာမို့သူ့ပုံမှာပန်းဝတ်မုံတွေဟာ အပြောက်အပြောက်ကတ်လို့တယ်တရားစစ်ညွေတွေပြက်နေတဲ့မိုးသားတိမ်တိုင်ကြီးနဲ့တူတယ်ဆိုပဲသူဟေးလိုက်တဲ့အတန်ကလည်းမိုးချိမ့်တန်လို့တတော်လုံးဟိမ့်သွားတာပဲတဲ့ ူဆွဲနှချောင်းကလည်းပြားရည်အယောင်ရှိတယ်သူ့နှထိန်ကမုံရည်တွေယူနေလို့မုံရည်နံသိန်းတာနဲ့ပြားရည်တွေကလည်းတတိတိနဲ့ပြန်ဝဲနေကြတယ်တင်ပြင်းကြီးကိုမြင်ရတော့အောင်စီရဟာ အတော်ကြောက်လန့်တုန်လှုပ်သွားတာပေါ့ဒါပေမဲ့စိတ်မလျှော့ဘူးကြောက်တောင်ကမ်းမကြီးတစ်ခုအပေါ်ကိုတီးတဲပြီးအထက်ကနေစကားဆိုတဲ့ အိုးအစင်ပေါင်းတို့ရဲ့အရှင်ဘုရင်မင်းကြီးကြံခန့်သာလို့မာရောမူပါရဲ့လားလို့နှုတ်ခွန်းဆက်ရင်းစကားဆိုကြတယ်ဒီတော့စင်ကြီးကအတန်လာရာကိုလှည့်ပြီးအသင်ဘသူလဲလို့မေးကြတယ်ကျွန်ုပ်ဟာတန်တမန်ကြီးဖြစ်ပါတယ်လို့အောင်စီရကဖြေတယ်ဘယ်တိုင်းပြီးဘယ်မင်းရဲ့တန်ကြီးတမန်ကြီးပါလဲလို့စင်ကြီးကမေးတဲ့မိုးဘော်က ရွှေလာမင်းကြီးရဲ့တန်ကြီးတမန်ကြီးဖြစ်ပါတယ်လို့အောင်စေရကဖြေတဲ့ဒီလိုဖြစ်ရင်အသင်ရဲ့ကိစ္စကိုပြောပါလို့ရှင်ကြီးကပြောတော့အောင်စေရကပြောတာပေါ့။အိုးရှင်ဘင်းကြီးကျွန်ုပ်တို့ယုံမျိုးဟာရွှေလာမင်းရဲ့အမျိုးနွယ်ဖြစ်ပါတယ်။ရွှေလာမင်းရဲ့အထဲမှာယုံရုပ်ဆိုတာကိုအသင်ဘင်းကြီးမသိပါဘူးလား။ယခုရှင်ဘင်းကြီးတို့တွေ့ ရှေလာမင်းကံမှာရေကစားကြလို့ရုံအများတေကြည်ပျက်စီးတဲ့အတွက်ရှေလာမင်းဟာ အလွန်အမျက်ထွက်နေပါတယ်။နောက်တစ်ကြိမ်အသင်ဘရင်ကြီးတို့ရေကန်ကိုလာရင် အပြစ်ဒဏ်ကြီးစွာပေးမယ်လို့ရှေလာမင်းကကျွန်ုပ်ကိုစေလွှတ်ပြီးအပြောခိုင်းလို့ကျွန်ုပ်ဟာရှေလာမင်းရဲ့တန်တမန်ကြီးအဖြစ်နဲ့အသင်ဆင်ဘရင်ကြီးတို့စီကို ရောက်လာရပါတယ်လို့ အောင်စေရကပြောတဲ့ဒီစကားကိုကြားတော့စင်ကြီးလေးကြောက်သွားတာပေါ့အိုးယုံတငယ်နောက်တခါရေကန်ကို ကျွန်ုပ်တို့မလာပါဘူးရှေလာမင်းကို တောင်းပန်ပေးပါလို့စင်ဘီရင်ကြီးကပြောတဲ့ဒီတော့အောင်စေရကကောင်းမီစင်ကြီးကျွန်ုပ်နောက်ကိုလိုက်ခဲ့ပါဆိုပြီးညအချိန်လာတာတာမှာစင်ဘီရင်ကြီးကိုရွှေလာမင်းကန်ရှိရာခေါ်သွားတဲ့ကန်ကိုရောက်တော့ ကံရည်ပြင်းမှာလပြေဝုန်းရဲ့အရေးကြီးကိုဝဲဝင်းကြီးမြင်ရတာပေါ့ဂျူရီနက်ခတ်တွေတာယာတွေခြံရံပြီးလပြေဝုန်းကြီးဟာအင်မတန်ကြက်တည်ရှိတဲ့အဲ့ဒီအခါစင်ကြီးဟာပိုပြီးကြောက်လာတာပေါ့ကျွန်ုပ်ကိုယ်ကို တန်ရှင်းအောင်စိတ်ကြောပြီးရှေလာမင်းကိုကြော့ပါတယ်သူပြောပြောဆိုဆိုနဲ့နှမောင်းကြီးကိုရေဆုပ်ဖို့ရေထဲချလိုက်တဲ့ဒီတော့ရေပြင်က ထုတ်သွားပြီးလပြည့်ဝန်ကြီးရဲ့အရေးဟာလဲစိတ်ဆိုးသူတဖြက်ဖြက်လှုပ်လာတာပေါ့လာဝန်းတစ်ခုကနေပြီးလာဝန်းနေအများကြီးဖြစ်သွားတဲ့ဒီတော့ယုံကလေးက နောက်ဆုတ်ပြေးတယ်ပြီးခက်ကပီစင်ကြီး ခက်ကပီအတင်ကရေကိုထိတာနဲ့တပြိုင်နက်ရွှေလာမင်းဟာဒေါသအမျက်ချောင်းချောင်းထွက်တော့တာပေါ့ကဲကြာကြာမဆိုင်နဲ့တောင်းမှန်ကြတော့ပြီးပြန်ပြေးပြီတော့လို့ခြောက်တော့တာပေါ့ စင်မြင်ကြီးလဲကိုခန္ဓာကသာကြီးပြီးဉာဏ်ကမကြီးလေတော့အောင်စေရရဲ့စကားကို အဟုတ်မှန်ပြီးဒီကန်ဆက်မှာဒူးကိုထောက်ခေါင်းကိုညှုတ်ပြီးကတော့ရှာတဲ့ကတော့လို့လဲပြီးရောကြိုက်ကြိုက်နဲ့ခြုံတွေကိုတိုးပြီးပြန်ပြေးပါလေရောတဲ့ယုံကလေးအောင်စေရကတော့ကန်ဆက်မှာထိုင်ခဲ့ပြီးနေရွက်ကလေးတလုံးလုံးနဲ့ရေရင် चेंगे लीद रे